阳光集中呢？你干嘛在家炒股呢？我叫梁山的，对不对？ 妈的，真有错！我哩跟着你走，我的为了暖你家你看那他咋不味道？古爷们，搁那来一来嘞哎，好多。那古来么来嘛嘞。 တို့နိုင်နဲ့ပြင်းနေစကားလေးပါလေပြောအောင်ဘာပြောမှန်းတော့ပြောပြောတို့ဆက်လေးမှလေဟိုနာမည်ကြီးတဲ့အစအစဘာလို့နင်းသိလာခဲ့ဇီးလေးပေါ်တော့လူတိုင်းသိတဲ့ဟာတောင်ဝင်းအဲ့ဒါပကံကြအောင်နော်ပကံပေါင်းကြီးပေါ်တော့ကိုယ်ကြောက်ညံဆန့်နေသေးတယ်အော်မမဆိုးပါဘူးလားလို့ဆိုရင်တော့အဲ့ဒါဆိုရန်ကုန်နဲ့မန္တလေးကြတော့နော်အဲ့ဒါတော့မသိဘူးတော့မသိရင်မှတာငါပြောပြမယ်ရန်ကုန်ကခြေတော်နဲ့တဲ့ ။ဟောမန်းလေးကကြာထုံးမိုးနဲ့တော်တော်တိတော်တော်တန့်နေတာပေါ့အဲ့ဒါဘာဖြစ်တော့ဘာမှတော့မဖြစ်ပါဘူးဟာဟိုဒီဒီစဉ်းစားနေဟိုရွှေတော်ကနာမည်ကြီးနေတယ်ရွှေတော်ခောက်ဆွဲလေးစားကျင်သိပေါ်လာလို့ဟေ။မစင်းမဆိုင်တော့ကို့နဲ့အစ်စစ်ရှိတာသိလို့ကို့ဝိုက်ပြောနေတာမှန်လား။အစားတော့ကတော့မီးလို့ကိုတောက်တယ်။အလုံးကန်ကြလဲမီးလို့တောက်ပါလေဟာနင်ကလဲ။ ီနေ့ကတော့လေရှူတောင်ခေါ်ဆဲလေးစားကြင်လာလို့ဒီနေ့ရှူတောင်ခေါ်ဆဲလုတ်စားကြမလို့ဒါဆိုရင် easy ရှူတောင်ခေါ်ဆဲဟင်းရဲ့အနှစ်ဘူးက၅ဘူးဆိုတော့အင်္ဂလိပ်ချင်းနေလဲပြီးလို့ရအောင်ဒီဘူးတော့ချက်လိုက်မယ် easy ရှူတောင်ခေါ်ဆဲဟင်းရဲ့အနှစ်ဘူးကကြတော့ဒီဟင်းကြီးဘူးလေးနဲ့ပဲဟင်းကြီးအနှစ်တစားရေတစားထည့်ပြီးတော့ကြိုးရတာပေါ့နော် တကယ်လို့ရတော့သူတို့က၄ဘူး၃မယ်ဆိုလို့ရှိရင်အဲနောက်ထပ်ဒီဘူးလေးနဲ့ပဲချိန်ပြီးတော့ရေ၄ဘူးထည့်ပြီးတော့ကြိုလိုက်ရင်ရပြီဒီ easy ရဲ့လေရွှေတောင်ဖောက်ဆဲဟင်းရဲ့အနှစ်ဘူးထဲမှာကြတော့သူကစက်တာလဲပါတယ်စက်သွန်နီနဲ့တခြားပတ်ဝန်းပစ္စည်းတွေရောနိုစင်ရောအကုန်လုံးပတ်ဝန်းမိသားဆိုတော့လေတခြားဘာမှထက်ထည့်ကြမလို့တန်းပြီးတော့အတင်းကိုချက်ပြီးတော့စားလိုက်ရုံပဲပေါ့နော်အာပြီးတော့ကိုကအိမ်မှာပဲမိသားစုအလိုတကူစားချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဖုန်းကြီးဆုံးကပ်ဖို့ပဲဖြစ်ဖြစ်အလှူတွေပဲလှုပ်ချင်လို့ပဲဖြစ်ဖြစ်အဲဒီ easy ဘူးလေးတွေကိုသုံးလို့ရတယ်အဲ့ဒီကနွားနုံပြောပါဦးနေပြီပဲအဲ easy ကနွားနုံကပြောပါဦးမိသားချင်လို့လား ဒီ easy ရဲ့ရွှေတောင်ခေါက်ဆဲဟင်းရဲ့အနယ်ဘူးပေါ်မှာလည်း30ရဲ့အညွန်လေးတွေနဲ့ပအဝင်ပစ္စည်းလေးတွေကိုတခါတည်းဖော်ပြပေးထားပါတယ်ကဲနောက်တစ်ခုဒီနေ့ကတော့အနှားမပြည့်ဖက်နဲ့ရွှေတောင်ခေါက်ဆဲစားအောင်မွေးရအောင်အိုင်းရဲ့ဇနားကြီးအားကြီးပဲဇနားကြီးအားကြီးနော်ကြိုက်ရ ဆက်ရကြတော့လေကျက်သားအနေနဲ့များလေးတို့အုံးလို့တို့ကျက်သူနီတို့နဲ့တိတိရှိရှာလေးချရတာပေါ့အဲတကယ်လို့ကိုကကိုယ်တိုင်မချက်တတ်တာပဲဖြစ်ဖြစ်အဲဒါမှမဟုတ်ရင်စိုင်မဲသွားစားဖို့အချိန်မရှိတာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်ဒီလို easy hay အနေပူလေးတွေသုံးပြီးတော့ချက်လို့ရှိရင်တော့အချိန်10မိနစ်လောက်ပေးုံနဲ့တည်းလွယ်တကူစားလို့ရတာပေါ့ဒါလေးကတော့ခြေတော်ခေါက်ဆဲလေးကိုထည့်ထားဖို့အတွက်ခေါက်ဆဲအစိုးလေးကိုအကျွတ်ကျော်ပေးနေတာပါ ဒါကတော့ငရုတ်တီးစီချက်လေးပါဒါကတော့ရှူတောင်ခေါက်ဆွဲနဲ့တွဲစားဖို့အတွက်ကြက်ရိုးနဲ့ကြက်သွန်မေးလေးထည့်ပြီးကြိုးတဲ့ဟင်းညိုလေးပါငရုတ်ကောင်းလေးအနှင်းငယ်လေးပါပါတယ်ကဲဒါဆိုရင်တော့ရွှေတောင်ခေါက်ဆွဲဟင်းပွဲလေးစပြီးတော့ပြင်ပါတော့မယ် တာဟော်ဆဲဟင်းရဲ့အနစ်လေးထက်တကယ်တော့လေအုံးစီကျဲကြိုက်လို့ရှိရင်အုံးစီကျဲလဲထည့်လို့ရတယ်ပြီးတော့ချွေတာခွဲထားလို့ရပြီဟောအေးအဲ့ကသာသာနဲ့ဟင်းနာလေးကမှုန်းနေတာနဲ့ရတော့အကိုက်ပဲအေးဖေကများလေးကြိုက်တယ်ပဲအဲ့ဒါအဖေပွဲပြင်းပြီးသားဟောအေးဟုတ်ပါဟာဒါမေပွဲ easy နဲ့ချက်တဲ့ရွှေရောင်ခောက်ဆက်လေးစားလိုက်ပါဦးမယ်အားလုံးကိုလည်းစားဖို့ဖိတ်ကြပါရစေနော် 等你啊，这碰上没哈？学生考试了，啥路高没补红里边？他现在刚来。 ့ရွှေတောင်ခောက်ဆက်ချက်လဲရတာတော်တော်မင်မန့်သွားဝင်ပေါ်တယ်အမေကအီးသီးနဲ့ချက်တာတီးလို့တမင်ပြောနေရမလားရွက်ရရွက်အဲ့ဒါလာတော့ဘယ်လိုမျိုးလဲတော့တိုင်နေပြီ ော့ကျွန်တော်နှစ်သလုံးရှိတယ်။ဒါကိုစားဆောင်။အချိုတဲတဲ့အနေနဲ့ easy ရဲ့နွားနုတ်ငပြောပေါင်းလေးစားလိုက်ပါဦးမယ်။ easy နော်တော့မပြောပါအောင်အချိုပဲလေးဆက်ပြီးတော့စားလိုက်ပါအောင်မယ်နော်အခုလိုမျိုးပဲနောက်ထပ်လာမယ်ဒီလိုအညာဒေတာနဲ့ပတ်သက်တဲ့ဘလုံးလေးတွေကိုလည်းဆက်လက်ပြီးတော့စောင့်ကြည့်အားပေးကြပါအောင်နော်အားလုံးပဲတက်တာဒေါ်ဒေါ်ဒါ easy ကနော်တော့မပြောပါအောင်လေတက်ဖို့ပြီးတော့စားတဲ့အယုံမယ်နော်